တခုတော့နွေရာသီမှာပေါ့တရက်ချန်ကြီးတခုတည်းကတရက်ပင်တပင်ပေါ်မှာမာယာနဲ့ချောဆုဆိုတဲ့ဆုံးမနှစ်ယောက်စကားထိုင်ပြောနေကြတဲ့မာယာကတော့ဗိုက်ဆောင်နေတဲ့ကလေးတယောက်လိုတရက်သေးတွေကိုဒရဆက်စားနေတာပေါ့အဲ့ဒါကိုမြင်တော့ချောဆုကမေးတယ်မာယာရေနင်တရက်သေးကိုအဲ့ဒီလောက်အများကြီးစားနေတာငွေကလေးကမစားဘူးတဲ့ပုံစံနဲ့ဘလို့ဖြစ်တာလဲချောဆုစကားကိုနားထောင်ပြီးတဲ့နောက်မာယာကဟီလိုက်ပါတယ်နင်ကလေဒါလေးတော့မသိဘူးလား တရသီးဆိုတာအရန်စားလို့ကောင်းတဲ့အသီးပဲလေနင်းသိလားတရသီးကလေအသီးတွေရဲ့ဘရင်နော်ဒီအသီးအတွက်ဆိုရင်ငါဘသူအတက်ကိုမဆိုတက်ရဲတယ်အသီးကမှဲမှစားလို့ရရုံနဲ့မကဘူးတရသီးအစိမ့်ကိုလည်းစားလို့ရတယ်ပြီးတော့ပြောစမ်းမအောင်မာယာရဲ့နင်းဘလို့လောက်ပြီးဆုံးမဖြစ်လာတာလေနင်းကစိတ်ထားကောင်းပြီးလူကောင်းမှောင်ပေါ့ရဲ့သားနဲ့ချောစုရဲ့စကားကိုကြားတော့မာယာခဏတာဝမ်းနေသွားတယ်ပြီးတော့သူ့အကြောင်းကိုစပြီးပြောပြတော့တာပေါ့ ငါကရန်ပူကရွာလေးတရွာမှာနေခဲ့တာငါကတရတိကိုအရန်ကြိုက်တော့အိမ်ရလူတွေလည်းငါအချင်းချင်းစိတ်ညစ်ကြရတယ်တနေ့မှရွာကမိုးခေါင်တော့တရတိဆိုတာဘယ်မှမမရတော့ဘူးငါတို့အိမ်နီးနာချင်းဥပတော့ရဲ့ခြံကလွှမ်းရင်ပေါ့တညကြတော့ငါဥပတော့ရဲ့ခြံထဲကိုတရတိခိုးဖို့သွားတယ်အဲ့ဒီမှာသူရောက်လာရောမာယာနင်ကငါ့ရဲ့တရတိကိုခိုးစားနေတယ်ပေါ့မင်းကလုံးဝအလွတ်မပေးဘူးဥပတော့ရဲ့ဘာလို့အဲ့လိုလုပ်တာလဲ ကျမကနည်းနည်းလေးပဲခိုးစားတာပါခွင့်ပြုပါနော်ဒီနှစ်ရွာမှာတရက်သေးတွေမရှိတော့လို့ပါဒါပေမဲ့ဥမတုတ်ကမာယာစကားကိုနားမထောင်ပဲသူ့ခြံထဲကနေတွန်းထုတ်ပြီးမောင်းထုတ်လိုက်တယ်မာယာငိုပြီးအိမ်ပြန်ရောက်လာတော့သူ့အဖေဥကျော်စင်ကမေးတယ်မာယာဘယ်သွားတာလဲညာကြီးမင်းဘာဖြစ်လာတာလဲညာဘက်ကြီးမင်းကလေးတယောက်ထဲအပြင်ထွက်တာမကောင်းဘူးတမီးရဲ့ကဲဘာဖြစ်လာတာလဲအဖေကိုပြောပါဦး မာယာကဥကျော်စင်ကိုဥပတုံးနဲ့ဖြစ်ခဲ့တဲ့အကြောင်းအကုန်ပြောပြလိုက်တယ်။အဲ့ဒါကိုကြားတော့ဥကျော်စင်ကတမီးရဲ့အဲ့ဒီနေရာကိုမသွားသင့်ဘူး။ဥပတုံးကလူဆိုးတယောက်။ "तू ကပတ်ဆက်ရှိတော့တရွာလုံးကသူ့ကိုကြောက်ရတယ်။ဒါပေမဲ့ဒါကတမီးအမှားမဟုတ်ပါဘူး။ဖေဖေကစင်းရဲလွန်းလို့တမီးကိုတရက်တီးတောင်ဝယ်မကျွေးနိုင်တာကိုဥကျော်စင်စိတ်မကောင်းဖြစ်နေတာကိုမြင်တော့မာယာကစိတ်မကောင်းမဖြစ်ပါနဲ့ဖေဖေ။" ီတစ်ခါပြီးရင်အဲ့ဒီလူဆိုးရဲ့ channel ကိုသွားပြီးတရက်တိခိုးစားတော့မှာမဟုတ်ပါဘူးစိတ်မပူပါနဲ့နော်တညကြတော့မာယာတရက်တိစားကျင်စိတ်ပြင်းပြလာလို့အိတ်မရတော့ပဲအိမ်အပြင်ဘက်ထွက်လာခဲ့တယ်အဲ့ဒီမှာသူ့တငယ်ချင်းဆန်းဆန်းနဲ့တွေ့တာပေါ့မာယာဘာဖြစ်လို့ညာကြီးမင်းကြီးအပြင်မှာလမ်းလျှောက်နေတာလဲအားလုံးစင်ပြေရဲ့လားဘာမှမပြေဘူးဆန်းဆန်းရဲ့ငါတရက်တိစားကျင်လို့သေတော့မယ်ဒါပေမဲ့ဘဲမှာမှမရှိဘူးနင်သိပါရဲ့ငါတရက်တိမရှိပဲမနေနိုင်တာကို အဲ့ဒါပဲလားဥပတော့ရဲ့ခြံထဲမှာတရသည့်တွေအများကြီးပဲသွားဆရအောင်ဥပတော့ရဲ့နမဲကိုကြားလိုက်တော့မာယာကြောက်လန့်ပြီးဟင်းဟင်းငါမသွားရဲဘူး तू ငါ့ကိုတတ်လိုက်မယ်အရင်ကလည်း तू ကငါ့ကိုလူမိပြီးချင်းချောက်ထားတာညင်ရလဲဟာကြောက်တက်လိုက်တာဒီနေ့ငါ तू မြို့ကိုသွားတာတွေ့ခဲ့တယ် तू ရမှာမရှိတော့ဘူးသွားကြရအောင်ဘိုက်ပြအောင်စားကြမယ်အဲ့ဒီနောက်မှာတော့ဆန်းဆန်းနဲ့မာယာဟာဥပတော့ရဲ့ channel ကိုသွားပြီးတရက်တိတွေခူးပြီးစားကြတယ် မာယာဟာတရက်သီးတွေစားပြီးအယမ်းပျော်နေတယ်။သူတို့နှစ်ယောက်ကတရက်သီးတွေကို အားရပါရစားတော့ကြတော့တယ်။ဒီတရက်သီးတွေကတကယ်ကိုအရသာရှိရဲ့။အဲ့ဒီအချိန်ကစပြီးမာယာနဲ့ဆန်းဆန်းဟာဥပါတုံမြို့ကိုသွားတဲ့အခါတိုင်းသူ့ channel ကိုခိုးသွားပြီးတရက်သီးတွေဝအောင်စားကြတယ်။တနေ့တော့ဥပါတုံကသူ့ channel ကတရက်သီးတွေညော့နေနေတာသတိထားမိပြီးတန်တရာဝင်လာတယ်။တရက်မှာတော့သူအိမ်ကနေထွက်ဟန်ဆောင်ပြီးတစ်ပင်နောက်တနေရရာမှာပုန်းနေလိုက်တယ်။ အဲ့ဒီညဘက်မှာပဲမာယာနဲ့ဆန်းဆန်းဟာပန်းညာနဲ့တို့ရောက်ရှိလာတယ်။ဒီနေ့လေဥပဒုတ်ကမြို့ရဲသွားပြီ။သွားတရတိထက်စားကြအောင်။ဟုတ်တယ်ဆန်းဆန်းဥပဒုတ်ရဲ့ channel မှာတရတိတွေသာမရှိရင်ငါဒီတနေ့တရတိမစားရတော့ဘူး။အဲ့ဒီနောက်မှာတော့ဆန်းဆန်းနဲ့မာယာဟာတရတိတွေခူးနေကြတယ်။အဲ့ဒီအချိန်မှာပဲဥပဒုတ်ဟာတစ်ပင်နောက်ကနေထွက်လာပါတယ်။ဥပဒုတ်ကိုမြင်လိုက်တော့ဆန်းဆန်းကြောက်လန့်သွားပြီးကြားမြင်တယ်လို့ထွက်ပြေးပါတော့တယ်။ ။အော်နေမဲငါသက်ရက်သေးတွေကိုနေတိုင်းလာခိုးစားနေတာကိုငါနင့်ကိုခိုးမစားဖို့အရင်ကတည်းကပြောထားပြီးသားနော်။အဲ့ဒီလိုပြောပြီးဥပဒုတ်ဟာမာယာကိုစပြီးရိုက်နှက်ပါတော့တယ်။မရိုက်ပါနဲ့။ကျမကသက်ရက်သေးလေးပဲခိုးစားတာပါ။မရိုက်ပါနဲ့တော့။ဒါပေမဲ့ဥပဒုတ်ဟာဒေါသနဲ့မာယာကိုဒရဇက်ရိုက်နေခဲ့တယ်။ခဏကြာတော့မာယာဟာဥပဒုတ်ရဲ့ရိုက်နှက်မှုကြောင့်ကောင်းပေါက်သွားပြီးတည်ဆုံးသွားတယ်ပြီးတော့ဥပဒုတ်ဟာမာယာအလောင်းကိုအပိုင်းပိုင်းဖြတ်ပြီး တောရဲကတစ်ပင်အောက်မှာမြုပ်လိုက်တယ်။အဲ့ဒီဘက်မှာဆန်းဆန်းကလည်းဥပါတုတ်ကိုကြောက်ပြီးဘသူကိုမှမပြောပြရဲဘူး။ဒီလိုနဲ့ပဲမာယာကတရဲမှဖြစ်သွားပါတော့တယ်။ဒီဥပါတုတ်တရက်တည်းခိုးစားတဲ့အပြစ်လေးနဲ့ငါ့ကိုတေအောင်ရိုက်တက်ခဲ့တယ်။ငါသူ့ကိုပြန်တက်ရမှခြင်းနဲ့မယ်။တညမှာတော့ဥပါတုတ်ဟာဆောင်းချုံပြီးအိတ်နေချိန်မှာပဲရုတ်တရက်သူ့ခေါင်းပေါ်ကိုတရက်တည်းစီတစည်းနဲ့ရိုက်ခံလိုက်ရတယ်။ဥပါတုတ်အလန့်တကြားထပြီးဘဲကောင်လဲကွာငါ့ကိုပစ္စည်းနဲ့ပေါက်တာ တွေးလိုက်ရင်တော့ကွာအရေးကုန်စုပ်ပြစ်မယ်။ဥပတော်အဲ့လိုပြောနေတဲ့အချိန်မှာပဲနောက်ထပ်တရတီးစီတစီနဲ့နောက်တစ်ချိန်ပြစ်ပေါက်ခံလိုက်ရတယ်။ဥပတော်ဒေါသနဲ့ဟိုဟိုဒီဒီလိုက်ကြည့်နေချိန်မှာပဲစုံမဖြစ်သွားတဲ့မာယာဟာသူ့ရှေ့ကိုရောက်လာခဲ့တယ်။ဘာဖြစ်တာလဲဥပတော်ဘာလို့အလောက်တောင်ဒေါသထွက်နေတာလဲ။ငါကနည်းနည်းလေးပဲတရတီးစားခဲ့တာပါ။ပြီးတော့ငါ့ကိုတရက်ဖြော်ရေးလုပ်ပြီးတိုက်ပါအောင်။ငါလိုဆုံးမလေတရက်ဖြော်ရေးဘလို့အရသာရှိလဲဆိုတာသိကျင်သေးတယ်။ ဆုံးမကိုမြင်လိုက်ရတော့ဥဝတုတ်ဟာနောက်ကိုဖြည်းဖြည်းချင်းဆုတ်ပြီးကြောက်ပြီးထွက်ပြေးတယ်။အဲဒါကြောင့်ဆုံးမလက်ကနေလွတ်မြောက်ခဲ့တယ်။ဒီနေ့တော့ငါးလက်ထဲကနေလွတ်သွားတယ်။ဒါပေမဲ့ဘယ်အချိန်ကြီးထွက်ပြေးနေနိုင်မလဲ။တစ်ချိန်ချိန်တော့ငါးလက်ထဲကိုရောက်ဝရောက်လာမှာပါ။ဆုံးမလက်ကနေလွတ်မြောက်ပြီးနောက်ဥဝတုတ်ဟာဖုန်ကြီးတစ်ပါးစီကိုတန်းသွားခဲ့တယ်။ဖုန်ကြီးကသူ့ကိုမြင်လိုက်တော့တကားလေးဘာဖြစ်လာတာလဲ။ဘယ်ကနေဒီလိုပုံစံနဲ့ပြန်လာတာလဲ။ဘသူကတကားလေးကိုဒီလိုလှုပ်လိုက်တာလဲ။ မပြုံးပါနဲ့ဖုံးဖုံးကျွန်တော်အသက်အန္တရာယ်ရှိနေပြီစုံမတယောက်ကကျွန်တော်နောက်ကိုလိုက်နေတာမကြောက်ပါနဲ့တခါလေးယခုဖုံးဖုံးစီရောက်လာပြီဆိုတော့ဒီစုံမကဘာမှမလုပ်နိုင်တော့ပါဘူးဖုံးဖုံးအဲ့စုံမကကျွန်တော်ကိုရင်မကဘူးကျွန်တော်ခြံကိုပါဖြတ်စည်းခြင်းနေတာအဲ့ဒီခြံကကျွန်တော်အဖေရဲ့နောက်ဆုံးအမွေပါကျေးဇူးပြုပြီးကဲပါအောင်ဖုံးဖုံးဥပတုံငုံနေတာကိုမြင်တော့ဖုံးကြီးကတနာသွားတယ်သူဥပတော့ရဲ့ခြံနဲ့အိမ်ပက်ပက်လေးကိုအခါအခွဲမြေပြူနဲ့ပက်ချလေးဝိုင်းလိုက်တယ် ။တခါလေဒီအဝိုင်းရဲ့အတွင်းမှာနေပါဒီအဝိုင်းအတွင်းမှာရှိနေသည်ဖြင့်အဲ့ဒီစုံမကဘာမှလုပ်နိုင်မှာမဟုတ်တော့ပါဘူး။အဲ့ဒီလိုပြောပြီးဖုန်းကြီးကထွက်သွားတယ်။ဒီနေ့ကစပြီးငါအဲ့ဒီဥပတုတ်ကိုလက်စားချေဖို့တက်ချင်နေခဲ့တာ။ဒီဖုန်းကြီးကြောင့်ငါဒီခြံနဲ့အိမ်ထဲကိုမဝင်နိုင်ခဲ့ဘူး။ပြီးတော့ငါစိတ်ထဲမှာလက်စားချေခြင်းနဲ့စိတ်ကငါ့ကိုမီးလောင်ကျွမ်းနေစေခဲ့လေ။နင့်ကြောင်ကြရတာစိတ်တို့လိုက်တာစိတ်မပူနဲ့ငါအဲ့ဒီလူစိုးကိုလက်စားချေဖို့ကူညီပေးမယ်။ ဲ့ဒီနောက်မှာတော့ချောစုနဲ့မာယာဟာတရက်သီးတွေစားကြပြန်တယ်။ဒီနေ့မှာတော့မာယာကတရက်ပင်ပေါ်မှာထိုင်ပြီးတရက်သီးစားနေတော့ချောစုကရောက်လာတယ်။သူ့နောက်မှာ ဖုန်ကြီးတစ်ပါးလည်းပါလာတယ်။သူတို့ကိုမြင်လိုက်တော့မာယာအယံအံ့ဩသွားပြီးအဲ့ဒါအဲ့ဖုန်ကြီးပဲသူ့ကိုဘယ်ကနေခေါ်လာတာလဲ။အဲ့ဒီဖုန်ကြီးကငါ့ကိုတတ်တဲ့ဥပါတော့ကိုကူညီခဲ့တာ။မာယာရဲ့စကားကိုကြားပြီးဖုန်ကြီးကဝမ်းနေပြီးပြန်ပြောလိုက်တယ်။သမီးမာယာ ချောစုကမင်းရဲ့အကြောင်းတွေအားလုံးငါ့ကိုပြောပြတယ်။ငါကူညီတဲ့သူမှားသွားခဲ့တယ်။အခုငါမင်းကိုပြန်ကူညီပေးပါမယ်။အဲ့ဒီလိုရက်ဆက်တဲ့လူမျိုးကတေချာပေါက်ပြန်ပေးဆက်ရမယ်လို့ပြောပြီးအဲ့ဒီကနေထွက်သွားခဲ့တယ်။မာယာဒီနေ့ဒီလူဆိုးရဲ့ channel ကတရက်သီးတွေကိုတွားဆကြရအောင်လို့ပြောပြီးအဝေးသို့ပြန်တန်းသွားခဲ့တယ်။နောက်တနေ့မနက်မှာတော့ဥပတော့ရဲ့ channel ကတရက်သီးတွေကိုစုံမနှကောင်ကစားပလိုက်ပါတယ်။ဥပတော့ကသူ့ channel ကတရက်သီးကြီးတွေကိုမြင်တော့ ငါတရက်သေးတွေဘသူစားသွားတာလဲဒီတခါငါရှာတွေ့လို့ကတော့အသက်အရှင်မထားဘူးအဲ့ဒီညမှာပဲဥပတော့ရဲ့အိမ်ရှိမှာလှပတဲ့မင်းကလေးတယောက်ရောက်လာပြီးဥပတော့ရဲ့နာမည်ကိုအကျယ်ကြီးခေါ်လိုက်တယ်ဥပတော့ရဲ့ဥပတော့အပြင်ကိုထွက်လာပါအောင်မင်းကလေးရဲ့အတန်ကိုကြားတော့ဥပတော့အိမ်အပြင်ကိုထွက်လာတယ်လှပတဲ့မင်းကလေးကိုမြင်လိုက်ရတော့ဥပတော့ဟာသူ့အိမ်ကိုကြော်သွားရင်စောင်းဝါကသူ့ကိုတတ်လိုက်မယ်ဆိုတာမေ့သွားပြီးစိတ်ဝင်စားသွားတယ် ဥပတုပ်အိမ်ကနေနည်းနည်းလေးပဲဝေးသွားသေးတယ်။လှပတဲ့မင်းကလေးဟာဥပတုပ်စီရောက်လာပြီ။ဥပတုပ်ရဲ့ခမည်းဘလောက်တောင်တန်ပါပြီးချောလိုက်တာ။ခမည်းလိုယောက်ျားမျိုးတစ်ခါမှမမြင်ဘူးဘူး။အဲ့ဒီအချိန်မှာလှပတဲ့မင်းကလေးကနေချောစုဆုံးမအသွင်ကိုပြောင်းသွားပါတယ်။ဥပတုပ်ရဲ့နောက်ကနေမာယာကရောက်လာပြီးလက်ဘင်းကိုဆွဲညှစ်လိုက်ပါတယ်။ရှင်ကကျမကိုတရက်တိလစ်စားရုံနဲ့ခေါင်းကိုမသေးမချင်းရိုက်တက်ခဲ့တယ်။ အခုရှင့်ကိုလည်းကျမကိုတတ်ခဲ့တယ်လို့ပြန်တက်မယ်။အဲ့ဒီလိုပြောပြီးဆုံးမဟာသူ့ပစက်ထဲကိုတရက်သီးတွေထိုးထည့်တော့တယ်။ဥပတော့ရဲ့ဘိုက်ဟာဖောင်းလာပြီးခဏအကြာမှာပေါက်ထွက်သွားပါတော့တယ်။ချောစုရဲ့နင်းတာမရှိရင်ငါဒီလူစိုးကိုလက်စားချနိုင်မှာမဟုတ်ဘူး။အဲ့ဒီနောက်မှာတော့မာယာနဲ့ချောစုဟာပြောက်ွယ်သွားပြီးလူတွေရဲ့တရက်ခြံတွေထဲကိုလိုက်ခိုးစားပါတော့တယ်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ချင်တယ်ဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မေးကြပါနဲ့နော်။ နောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်